ူလူသားလေးကိုညံလေးရဲ့အပြုအမူချို့ကိုလေ့လာခြင်းပါ။အိုးရေရေစီးကြလာပါလား။သူပါလို့မလို့ပါလေ။အိုးရေကိုလမ်းလွဲပြီးနေတာကိုဒေါ်ဝတ်တို့ကဂုန်းတက်မှတွန်းလေးကိုမနိုင်ပါလား။ကိုညံလေးကိုတွန်းလိုက်တော့မှရှော်ကလေးတက်သွားပါလေ။นี่เนี่ยทีนี้ซ่าจริงชอบป่ะหนูอ๋อปาปิลีผู่ดุกก็ซ่านี่ล่ะกู အစာကိုမျှဝေကျွေးနေတာပါอืมจ้องหนีจริงดิเดี๋ยวหลูရှိတာလည်းမဟုတ်ပဲစွန့်ချင်းနေရသလားအမှန်ရဲ့အဖွားအတွက်ကတော့မပြောသေးပါ ရေရနေပြီပဲနောက်တစ်နေ့ထင်းမင်းစားချိန်မှာလဲခွေးလေးကိုကျွေးပြန်ပါတယ် ဘာတွေရလို့နေ့စဉ်ဒီလိုလုပ်ရမျိုးတွေလုပ်နေတာလဲတကယ်တော့ तू ဘာမှရတာမဟုတ်ပါဘူး तू ချမ်းလည်းမချမ်းသာလာပါဘူး TV စီစဉ်ဒီမှာလဲသူ့လုပ်ရက်တွေမပါပါဘူးဘသူကမှလဲမသိကြပါဘူးနာမည်လဲကြော်ကြားမှုမရှိပါဘူး ကိုညာလင်းတယောက်ရှင်ထဲမှာလှည့်ခနေခန်းစားတော့ရတာကိုသူ့မြေဝန်းထဲမှာမြင်လိုက်ရပါတယ်။ကျောင်းတော်ကြားလိုက်ပါပြီ။အဲ့ဒါကတော့ပီတိပါ။သင်ဘဝမှာရောသင်အလိုအဆုံအရာကဘာလဲ။မိမိနဲ့တခြားသူများပေါ်တာဝန်ယူမှုရှိတဲ့ဖြစ်ရမယ်ပဲ။တာဝန်ယူမှုလည်းရှိမယ်။ဖြောင့်မတ်တည်ကြည်မှုလည်းရှိမယ်ဆိုရင်ကမ္ဘာကြီးမှာပြိပက္ခတွေဒုက္ခတွေကျော်နေသွားနိုင်ပါတယ်။ဒါကြောင့်တာဝန်ယူမှုရှိတဲ့လူအဖွဲ့အစည်းမှသာနေရရင် ဘလောက်ပျော်စရာကောင်းနေမလဲကဘာကြီးဟာပိုးပြီးတာရလာမှာပဲနော်အိုးကိုညံလင်းဟာရတဲ့လစာနဲ့လုံလောက်အောင်ချွေတာချိုးချံနေထိုင်တတ်ပြီးကဘာကြီးကိုပိုးပြီးတာရအောင်ကြိုးပမ်းအားထုတ်နေသူပါကလား